အားလုံးပဲမင်္ဂလာပါတီချာတို့ရဲ့ Brilliant English Grammar and Phonics YouTube Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ရှင်းပြပေးမယ် Unit လေးကတော့ Essential Grammar ရဲ့ Your Soul လေးတဲ့က Unit 23 Verb to be Verb to have Verb to do ဆိုတဲ့စကားလုံးလေးတွေကို Present tense နဲ့ past tense လေးတွေမှာဘယ်လိုအသုံးပြုရမလဲဆိုတာကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီ unit 23ကအသက်တော်မဟုတ်ပါဘူး။အရှိ unit တွေမှာ present continuous တွေ past continuous တွေ present passive တွေ pass passes တွေလေ့လာထားတဲ့ကလေးတွေဆိုရင်တော့ဒီ unit 23ဟာ recall လုပ်တဲ့ပုံစံလေးပဲဖြစ်ပါတယ်။လုံးဝအစ်စ်အစမ်းစာလေးတွေမဟုတ်ပါဘူးเนาะ။အဲဆိုရင် teacher နဲ့အတူတူလေ့လာကြည့်လိုက်ရအောင်။ article A article A က verb to be verb to be မှာ၅လုံးပါတယ်ဒါဟိုးရှိ unit 1မှာကလေးကပြောထားပြီးသားထိုက်တဲ့တစ်ခုဖြစ်ပါတယ် verb to be am um, is are was were ဒီ verb to be လေးတွေကို ပထမဆုံး present မှာဘာလေးတွေနဲ့အသုံးပြုလဲဆိုတော့ present continuous မှတ်မိသေးလားမသိဘူး m is are plus verb ing ပြောနေတဲ့ချိန်မှာဖြစ်ပျက်နေတဲ့အရာလေးတွေကို ပြောတယ်ပြီးတော့သိမဝေးသေးတဲ့ ိတ်မဝေးတော့တဲ့ကာလမှာတခုခုကိုလုပ်မယ်ဆိုပြီးတော့ design ဆုံးဖြတ်ချက်ချထားတဲ့ arrangement လုပ်ထားတယ်ဆိုရင် present continuous နဲ့သုံးခြင်းဖြစ်ပါတယ် amsa plot ing present continuous ကို unit 3 unit 4 unit 25တွေမှာရှင်းပြပေးခဲ့ပြီးဖြစ်ပါတယ် မမှတ်မိတော့တဲ့ကလေးတွေနေနဲ့မလေးလာရသေးတဲ့ကလေးတွေနေနဲ့ဆိုရင်ဒီ unit 3 4 25ရှင်းပြပေးထားတဲ့ဗီဒီယိုလေးကိုပြန်ကြည့်ပါ ပြန်ကြည့်ပြီးတော့ဒီ unit 23လေးကိုဆက်ပြီးတော့လေ့လာပါ please be quiet ကျေးဇူးပြုပြီးတော့တိတ်တိတ်လေးနေပါ i'm working ငါအလုံးလုံးနေတယ် it isn't rainy at the moment အခုတော့မိုးရွာမနေဘူး What are you doing this evening? ဒီညနေခင်းမှာ မင်းဘာလုပ်မှာလဲ။အဲ့တော့ present continuous နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး negative တွေလုပ်ရမလဲ။ဘယ်လို question တွေလုပ်ရမလဲဆိုတာ unit 3 unit 4မှာအသေးစိတ်ရှင်းပြပေးထားပြီးဖြစ်ပါတယ်။ Okay now the what's word player ing သူကကြတော့ past continuous unit 13မှာရှင်းပြပေးခဲ့ပြီဖြစ်ပါတယ်သူကတော့ပြီးခဲ့တဲ့ချိန်ကာလတစ်ခုမှာလုံနေစေအရာတစ်ခုကိုပြောချင်တဲ့အခါမှာအသုံးပြုတဲ့ tense တစ်ခုဖြစ်ပါတယ် is word working when she arrived သူမရောက်လာခဲ့တော့အခါငါအလုံးလုံးနေခဲ့တာ အလုံးလုံးခဲ့တယ်လို့ အလုံးလုံးခဲ့တယ်လို့ပြောတာမဟုတ်ဘူးအလုံးလုံးနေခဲ့တာလို့ပြောတာ it were walking when she arrived သူမရောက်လာခဲ့တဲ့အခါအလုံးလုံးနေခဲ့တာ it wasn't rainy so we didn't need an umbrella မိုးရွာနေခဲ့တာမဟုတ်ဘူး ဆိုဒါကြောင့် we didn't need an umbrella ငါတို့အထီးကို မလိုအပ်ခဲ့ဘူးဒီမှာဆိုရင်ဘာကြောင့် past tense ဖြစ်တလဲဆိုတော့အနောက်ကစာကြောင်းတွေမှာကြည်လိုက် didn't need past ကိုပေါ်ပြတဲ့သင်္ကေတလေးပါပါတယ် what were you doing at 3 o'clock မင်းသုံးနာရီမှာဘာတွေလုတ်နေခဲ့တာလဲဘာတွေလုတ်ခဲ့လဲလို့မေးတာမဟုတ်ဘူးသုံးနာရီမှာလုတ်နေစေအရာတစ်ခုကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ past continuous နဲ့ပြောခြင်းဖြစ်ပါတယ် past continuous အကြောင်းကိုအသေးစိတ်ပြန်လေ့လာခြင်းနဲ့ဆိုရင် unit သတ်သင်းမှာအသေးစိတ်ပြန်လေ့လာလို့ရပါတယ် article b article b ကကြတော့ verb to be လေးတွေကို past participle past participle ဆိုတာက verb 3လေးကိုဆိုလိုခြင်းဖြစ်ပါတယ် clean တန်ရှင်းရလုပ်ပြီးပြီး make ပြုလုပ်ပြီးပြီး eaten စားပြီးပြီး okay အဲ့တော့ဒီ verb 2 v plus verb 3လေးတွေကိုဘယ်လို translate တွေနဲ့တွဲလဲကြည့်ကြည့်လိုက်ရအောင် amersa plus past participle passes present simple unit 21မှာ clear တွေမမှီသေးလားမသိဘူး example လေးတွေကြည့်ကြည့်လိုက်ရအောင် I'm never invited to party ငါကိုဘယ်တော့မှ party တွေကိုမဖိတ်ကြဘူးဒီမှာဆိုရင် passive sentence နဲ့ရေးထားခြင်းဖြစ်ပါတယ် I object ဖြစ်ပါတယ် Butter is made from milk တောဘကို နွားနိုးမှ ပြုလုပ်တဲ့ passive present ဖြစ်ပါတယ်။ထောဘက်ကိုနွားနှုတ်မှပြုလုပ်တဲ့ဒါဟာ first အချက်အလက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ verb 1ဖြစ်ပါတယ်။ verb 1ကိုမှ better ဆိုတဲ့ object ကအရှိဆုံးမှဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ passive present simple ဖြစ်ပါတယ်။ These offered are clean every day ဒီရုံးခန်းတွေကို နေ့တိုင်းတန်ရှင်းရေးပြုလုပ်တယ်ဒီမှာဆို everyday ဆိုတဲ့စကားလုံးပါတယ် habits and routine ပုံစံဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ verb one ဖြစ်ပါတယ် this offer တန်ရှင်းရေးလှုပ်ချင်ခံရတဲ့ offers object ကအရှိဆုံးမှာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ passes present simple ဖြစ်ပါတယ်အသေးစိတ်ပြန်လေ့လာခြင်းနဲ့ဆိုရင် unit 21လေးကိုအသေးစိတ်ပြန်လည်လေ့လာပေးပါ words word plus past participle သူကတော့ passes pair symbol ပုံစံဖြစ်ပါတယ် unit 21လေးမှာ အသေးစိတ်ပြန်လေ့လာလို့ရပါတယ် example လေးတွေပြန်ကြည့်ကြရအောင် thus offer work clean yesterday မနေ့ကရုံးခန်းကိုတန်ရှင်းရေလောက်ခဲ့တယ် yesterday ဆိုရဲစာကြောင်းပါနေတဲ့အတွက်ကြောင့်မလို့အတိတ်ကလား offers တန်ရှင်းရေလောက်ချင်းခံရတဲ့ object ကအရှိဆုံးမှာဖြစ်နေတဲ့အတွက်ကြောင့်မလို့ passes per symbol ဖြစ်ပါတယ် These houses were built 100 years ago. လွန်ခဲ့တဲ့နှစ်တရာကဒီအိမ်တွေကိုတိဆောက်ခဲ့တယ်။ How was the window broker? ဗရင်းပေါက်ကဘလိုမျိုးပျက်စီးခဲ့တာလဲ။ Where were you born? မင်းဘယ်နေရာမှာမွေးဖွားတာလဲ။ဒါကတော့ verb to be လေးတွေကို present နဲ့ past မှာဘယ်လိုမျိုးအသုံးပြုသလဲဆိုတာကို article A နဲ့ article B က recap ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်။အရှေ့ရ unit တွေကိုလေ့လာထားတဲ့ကလေးတွေတက်ဆိုရင်တော့ဒါဟာ recap လုပ်တဲ့ပုံစံဖြစ်ပါတယ်။လုံးဝအသိမဟုတ်ပါဘူး။ article C လေ့လာကြည့်ရအောင်။ article C ကတော့ verb to have, he/she have, he/has has ကို past participle past participle ဆိုတာ verb 3ဖြစ်ပါတယ်အဲ့တော့ကလေးတွေပြန်စဉ်းစားကြည့် have has plus verb 3ဆိုရင် past tense လေအရှိ level မှာသင်ခဲ့ပြီးသားအရှိ unit မှာသင်ခဲ့ပြီးသားဖြစ်ပါတယ် present perfect tense ဖြစ်ပါတယ် unit 15 unit 18မှာအသေးစိတ်ပြန်လည်ပြီးတော့လေ့လာပါအဲ့ဒီတော့က present perfect ကိုဘယ်နေရာမှာ သုံးခဲ့တယ်လဲဆိုတော့ present perfect ကိုဘယ်နေရာမှာသုံးခဲ့သလဲဆိုတော့အခုလက်တလောလေးတွင်မှာပြည်စီသွားတဲ့အခြေအနေတွင်ပြီးတော့ဟိုးရင်ကနေပြီးတော့ဖြစ်လာတယ်အခုချိန်ထိလည်းဖြစ်နေသေးပဲဆိုရင် present perfect နဲ့ရေးရတယ်ဆိုတာကိုအသေးစိတ်ရှင်းပြပြသားဖြစ်ပါတယ် example လေးလေ့လာကြည့်ရအောင် I've cleaned my room ကျွန်တော်ရဲ့အခန်းကိုတန်ရှင်းရေးလုပ်ပြီးပြီလက်တလောလေးတွင်မှာတန်ရှင်းလုပ်ပြီးရလဲဖြစ်ချင်းဖြစ်လိမ့်မယ် ကိုမမျော်လင့်ထားတဲ့ချိန်မှာတန်ရှင်းလုပ်ပြရလဲဖြစ်ချင်းဖြစ်လိမ့်မယ်။ Tone has lost his passport. Tone သူ့ရဲ့ passport ပျောက်သွားပြီ။အခုလက်တလုံးလေးတွေမှာပျောက်တာလဲဖြစ်ချင်းဖြစ်လိမ့်မယ်။ကိုမမျော်လင့်ထားတဲ့ချိန်မှာပျောက်သွားတာလဲဖြစ်ချင်းဖြစ်လိမ့်မယ်။ Kate hasn't been to Canada. Kate ကနေဒါကို မရောက်ဖို့ဘို့ experience တွေကိုပြောချင်တဲ့အခါမှာလေ present perfect နဲ့အသုံးပြုခြင်းဖြစ်ပါတယ်။အဲ့တော့ unit 15 unit 18လေးနဲ့ဆက်ဆက်ပြီးတော့ present perfect မှာ just တို့ already တို့ never တို့အဲ့ဒါလေးတွေကိုဘယ်လိုသုံးရမလဲဆိုတာကစားအသေးစိတ်ရှင်းပြပေးခဲ့တာဖြစ်ပါတယ်။ What have Paul and Emma gone? Paul နဲ့ Emma ဘယ်နေရာကို သွားပြီလေเนาะဓမ္မဆိုရဲ့ present perfect လေးနဲ့ verb to have လေးတွေကိုအသုံးပြုခြင်းဖြစ်ပါတယ် article d article d ကတော့ do does did ဆိုတဲ့စကားလုံးလေးတွေကိုစကားလုံးလေးတွေကို infinite infinite ဆိုတာက original value တွေကိုပြောခြင်းဖြစ်ပါတယ် clean သင်ရှင်းရလို့တဲ့ like သဘောကြတယ် go သွားတယ်အဲ့တော့ဒီ do does do test လေးတွေကို present simple negative နဲ့ question လေးတွေမှာအသုံးပြုခြင်းဖြစ်ပါတယ်။အသေးစိတ်ကို unit 6နဲ့7မှာပြန်လည်လေ့လာတော့ဖြစ်ပါတယ်။ I like coffee ငါ coffee ကြိုက်တယ်။ back I don't like tea ငါလက်ဖက်ရည်တော့မကြိုက်ဘူး။ Chris doesn't go out very often Chris အပြင်ကိုခဏခဏမသွားဘူး။ What do you usually do at weekend? မင်းစနေသနင်္ဂနွေမှာဘာလုပ်လဲရှိလဲ။အဲဒုံက vote one လေးတွေကို question လုပ်ရင် negative လုပ်ရင်ဘယ်လိုလုပ်ရမလဲဆိုတာကို အရှိယူနယ်လေးတွေမှာရှင်းပြပြသားဖြစ်ပါတယ်။ Does Sam live alone? Sam တယောက်တည်းနေသလား? This ဒီကကြတော့ hard sample ကို negative question လုပ်တဲ့အထားမှာအသုံးပြုခြင်းဖြစ်ပါတယ်။သူ့ကို unit 12လေးမှာရှင်းပြပေးပြီးသားဖြစ်ပါတယ်။ I didn't watch TV yesterday ကျွန်တော်မနေ့က TV မကြည့်ခဲ့ဘူး။ It didn't rain last week ပြီးခဲ့တဲ့အပတ်ကမိုးမရွာခဲ့ဘူး။ What time did Paul and Emma got up? Paul နဲ့ Emma ဘယ်ချိန်ကအပြင်ကိုထွက်သွားခဲ့တာလဲ။ โอเคအဲ့တော့ now video လေးမှာ teacher နဲ့အတူတူ unit 23ရဲ့ exercise လေးတွေကိုပြန်လဲ exercise လေးတွေကို လေ့လာကြည့်လိုက်ရအောင် teacher တို့နဲ့အတူတူလေ့လာပေးလို့ကျေးဇူးတင်ပါတယ် now video လေးတွေမှာပြန်လဲဆုံတွေ့ကြပါမယ် bye bye thank you see you next video Thank you.